ဒါကတော့ကလပဲကိုတ냐ရေစင်ပြီးတော့တန့်စီအောင်စီးထားတာပါတည့်ရက်တွေကတော့မိမိကြိုင်းနဲ့တက်ရအထဲလို့ရပါတယ်အရင်ဆုံးကလပဲကိုနူးတဲ့အထိပြုတ်ပါမယ်အစိမ့်နှံပြအောင်စနစ်မုံလေးထည့်ပြီးတော့ပြုတ်ပါမယ်ကလပဲပြုတ်နေတဲ့အချိန်မှာတည့်ရက်ကလေးတွေလီထားပါမယ်အရင်ဆုံးစီတက်ဖို့အတွက်ချစ်သွုံအဖြူချင်းချစ်သွုံအနီလေးကိုပြင်ဆင်ထားပါမယ်ပြီးရင်တော့ အားလုံးပေါင်းပြီးတော့မညက်တညက်ထောင်းပါမယ်။ကျန်တဲ့အသီးရွက်တွေကိုလည်းမိမိအဆင်ပြေသလိုလေးထားပါမယ်။ဘက်ကလိုင်းချက်မှဖြစ်တဲ့အတွက်အသီးရွက်ကလေးတွေအလောတကူဒီရေထဲမှာပျောက်ပြီးတော့မပျော်ဝင်သွားအောင်အတုံးကြီးကြီးလေးတွေလေးထားပေးပါမယ်။မိမိကြိုက်တဲ့အသီးရွက်ထည့်ပါ ီးရွယ်လေးတွေအားလုံးပြင်ဆင်ပြီးွားတဲ့အချိန်မှာတော့ကလပဲပြုတ်တာလည်းနူးပါပြီ။ကလပဲအိုးလေးကိုချလိုက်ပါမယ်။စီသက်ဖို့အတွက်ဒဲအိုးကိုအပူပေးပါမယ်။ဒဲအိုးပူလာရင်စနေပုံလေးနဲ့ချစ်တုံအဖြူကြီးထည့်ပြီးတော့စီသက်ပါမယ်။မွေးနေအောင်စီသက်ပါမယ်။မြုပ်သီးရောင်ဒီမုံထည့်ပြီးတော့အစိမ့်နှက်ပြအောင်စီတက်ပေးပါမယ်။ပြီးရင်တော့နူးဖို့ချတဲ့အသီးရွက်ကလေးတွေထည့်ပါမယ်။နံပြားရည်အနည်းငယ်ထည့်ပါမယ်။ ုခတဲ့ကလေးပဲထည့်ပြီးတော့မဆလာနဲ့နေထဲပါမယ်။နှံ့နေအောင်မွေပေးပါမယ်။မိနစ်လောက်ကြာတဲ့အထိလုံးလုံးလေးဖြစ်ပြီးတော့မဆလာနဲ့လေးနဲ့ပဲနဲ့လေးမွေနေအောင်စီသက်ပေးပါမယ်။စီသက်ထားတာမွေမွေနဲ့ထွေးထွေးလေးဖြစ်လာပြီးဆိုရင်တော့ခုနကတည်ထားတဲ့ပဲဟင်းဝေးလေးကိုထည့်ပြီးတော့ဟင်းအိုးဆက်ချက်ပါမယ်။မိမိလိုချင်သလောက်ရေထည့်ပါမယ်။ပြီးရင်တော့ ပုတ်ပွက်စုအောင်တည်ထားပါမယ်။အရသာမိကြည့်ပါမယ်။အရသာအတွက်ကြသားမဟုတ်စားထဲပါမယ်။အရသာစိတ်တိုင်းကြပြီဆိုရင်တော့ပြန်သည်ဘန်ကောက်ပြီးထဲပါမယ်။ပေါ်နေအောင်နှံ့နေအောင်မှုပေးပါမယ်။ထဲထားတဲ့အသီးရက်ကလေးတွေနူးလာတဲ့အထိချက်ပေးပါမယ်။အသီးရက်လေးတွေနူးလာပြီဆိုလို့ရှိရင်တော့ ရုံးမရီသီးထည့်ပြီးတော့ရုံးမရီသီးနူးအောင်နှစ်မိနစ်လောက်ထပ်တည်ပေးထားပါမယ်။ပြီးရင်တော့ဟင်းအိုချလို့ရပါပြီ။ဒါဆိုရင်တော့မွေးပြီးတော့စားလို့ကောင်းတဲ့အသီးစုံပဲကလာဟင်းတစ်ခွက်ရပါပြီ။သူ့ကိုငပီးချက်ဓမ္မမုံငချောက်ဖို့စက်သား၆ကျော်လေးနဲ့စားလို့ရှိရင်တော့အရန်လိုက်ဖတ်ပါရစေ။အလုံးမဲ့စုံတီကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါမယ်။အလုံးမဲ့စားကောင်းကြပါစေ။